立刻交出魂血，举宗归顺于我。魔城兴衰，与我何干？那就再杀！之前在修魔海杀的人还不够多。灭多，灭多，石少，此生与你相认。你敢动他？婉儿已经满足。尔何必甘与天为敌？去你的天道！ ဇလတ်အစမှာတော့ဝန်လင်းတယောက်နှင်းကြနေတဲ့နေရာလေးတစ်ခုမှာအချိန်လေးလကြတဲ့အထိတစ်သားရုပ်ထုလေးတွေ ထွင်းထွနေလျက်ရှိတဲ့အပြင်စားတောက်တာမျိုးမရှိတဲ့အတွက်ဝိဇာနဲ့များဖြစ်နေမလားဆိုပြီးလူတချို့ထင်မှတ်ထားကြပါတယ်။တခြားကလေးတွေဟာဝန်လင်းကိုအယူကြီးတယောက်လို့မှတ်ယူထားကြပေမဲ့အားဖုလို့ခေါ်တဲ့ကလေးမလေးကစိတ်သဘောထားပြေးဝတဲ့အတွက်ပေါက်စီလေးတစ်လုံးကို လာထားပေးခဲ့မှုပါတယ်။ဒီလိုနဲ့တနေ့မှာတော့ကျင့်ကြံမှုဂိုင်းကြီးတွေကတေမျိုးကြီးရွာလေးတွေကနေရေသွေးရှိတဲ့ကလေးငယ်တချို့ကိုတပည့်အဖြစ်လက်ခံရွေးချယ်ကြတဲ့အတွက်အားဖုလေးကဝင်ရောက်အရွေးခံပါတယ်။ ကဲမကောင်းနာကထန်းဟုဆိုတဲ့ကိုင်းဟာရှိုးမော်ပင်လဲတဲ့ကနဆိုးချင်းကြင်ကြင်ကိုင်းရဲ့လိုက်လံတုတ်တင်ချင်းခံနေရပြီးအဖူတို့ရှိတဲ့နေရာစီရောက်လာခဲ့ကြတဲ့နောက်ဂိုင်းသားတိုင်းအသက်ခံလိုက်ရတဲ့အပြင်နဆိုးချင်းကြင်သူတွေကရောက်တုံးရောက်ခိုက်ဆိုပြီးမဆိုင်တဲ့တာမန်လူတွေကိုပါတလက်ဆတဲ့တပစ်ကြပါတော့တယ်။လူတွေတေးသွားကြတာကဝက်လင်းနဲ့ဘာမှမသက်ဆိုင်ပေမဲ့ပေါက်စီတလုံးလာထားပေးထားတဲ့အဖူလေးအဲ့မှာတော့တိုက်ခိုက်မှုကိုအေးခဲပစ်လိုက်ပြီးလှုပ်ရှားမှုတစ်ချက်နဲ့ရောက်လာသူတိုင်းအသက်ခံလိုက်ရပါတော့တယ်။ ပြီးတဲ့အခါအာဖူလေးထံပေါက်စီပြန်ပေးလိုက်ပြီးအသက်ငင်နေတဲ့လူတွေကိုတစ်ချက်ကဲခတ်လိုက်တဲ့အခါထူးဆန်းတဲ့အစိတ်တမျိုးမိနေတာဖြစ်မှန်သဘောပေါက်လိုက်တဲ့အချိန်လီမူဝမ်ရဲ့ဝိညာဉ်သွေးဆက်ကစိတ်ဝိညာဉ်ပင်လယ်တွေကနေလှုပ်ရှားအချက်ပြလာခဲ့ပါတယ်။တကယ်တမ်းမှလည်းဝလင်းထင်တာတဲ့အတိုင်းခြူတိုင်းပြည်တွေကယွန်းထန်းကိုင်းကြီးမှလည်းကျူးကျော်သူတွေရောက်ရှိနေကြပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း90တုန်းကရှိုးမော့အတွင်းပင်လယ်တွေကရှေးဟောင်းမြူခိုးငွေ့တွေဟာနေရာအနှံ့ကိုဖုံးအုပ်သွားခဲ့တာကြောင့်ရှိုးမော့ပင်လယ်ကြီးတစ်ခုလုံးအစုံးမဲ့စစ်ပွဲကြီးအတွင်းကိုကျရောက်သွားခဲ့ပြီးတည်ငြိမ်မှုမရှိသေးတဲ့အချိန်မှာပဲရုံရဲနှဆိုးမြို့ကြီးကထွက်ပေါ်လာခဲ့ပြန်ပါတယ်။ရုံရဲနှဆိုးမြို့ကရှိုးမော့ပင်လယ်ကြီးရဲ့အတွင်းအပြင်တစ်ခုကိုပေါင်းစည်းနိုင်ခဲ့တဲ့ဆိုပေမဲ့လူရဲမှုတွေနဲ့တပြက်မှုတွေကိုတော့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့နောက်အစင်လေတိုင်းပြည်တွေကနေချက်ကျူးကျော်ခြင်းတွေကိုခါးစီခံနေရပါတော့တယ်။ ဒီထဲမှာဝလင်းကျင့်ကြံခဲ့မှုတဲ့စစ်နက်ဖျားကိုင်းလဲပါဝင်ပြီးမာလီယန်ရဲ့ဆရာတူကိုလင်းထောင်တယောက်ကရုံရဲမျိုးတန်တမန်ဖြစ်သူတရီသားကျင့်ကြံခြင်းနှောင်းပိုင်းအဆင့်ဖြစ်တဲ့ဝင်းခွန်ထံမှာကြမ်းတမ်းစွာစစ်ဆေးခံနေရပါတယ်။တရီသားဖွဲ့ပေးနိုင်တဲ့စစ်နက်ဖျားကြောက်စိမ့်ပြကသူ့လိုအဆင့်တယောက်အတွက်အသုံးဝင်ခြင်းမရှိတာကြောင့်ပို့အစွမ်းထက်တဲ့ရတနာပစ္စည်းတွေနဲ့ဖုံးကွယ်ထားတဲ့ကျင့်စဉ်ဤစနစ်တွေကိုဘယ်နေရာမှာဖွက်ထားသေးလဲဆိုပြီးစစ်ဆေးမေးမြန်းနေခဲ့ပါတယ်။ညင်ပန်းနှိပ်စက်မှုဒဏ်တွေကိုမခံမရနိုင်ဖြစ်တဲ့အခါမှာတော့ ချူတိုင်းပြည်ရဲ့ယွန်ထန်းကိုင်းကြီးမှာအစင်ငါးစေးပညာရှင်တွေအများပြားရှိနေတယ်ဆိုပြီးလင်းထောင်ထုတ်ပြောလိုက်တဲ့နောက်ယွန်ထန်းကိုင်းစီရောက်လာပြီးဝင်းရံပိတ်ဆို့ထားလိုက်ကြကဝိညာဉ်သွေးထုတ်ပေးခိုင်းပါတယ်။သူ့လက်အောက်မှာအညံ့ခံခိုလုံးမဲ့ဆိုရင်ရှိုးမော်ပင်လယ်ထဲမှာနေရာကောင်းတစ်ခုရနိုင်တယ်ဆိုပြီးမလုံပေးလိုက်ပေမဲ့နှစ်ပေါင်းထောင်ချီတည်တက်လာခဲ့တာမို့လီမူဝက်အပါဝင်အကြီးကဲတိုင်းကငင်းဆန်လိုက်ကြပါတယ်။ ဒါကြောင့်နဆိုးကျင့်ကြံသူတွေဘက်ကနေစတင်တိုက်ခိုက်လာကြပြီးယွန်ထန်းကိုင်းဘက်ကတိန်ကောင်းကင်အစီရင်ကြီးနဲ့ရှေ့ပြတက်တာတချို့ကိုတုတ်တင်ရှင်းလင်းလိုက်ကြပေမဲ့တိုးဝင်တိုက်ခိုက်ကြည့်တဲ့ဘိုးဘေးကြီးကဲဖြစ်သူကလက်ညှိုးလေးတစ်ချောင်းနဲ့အသားရဓာစီခံလိုက်ရပါတယ်။ဝင်းခွန်ကကျင့်ကြံစင်ပုံမြင့်နေတဲ့အပြင်စိတ်ဝိညာဉ်ပြောင်းလဲခြင်းယေဒနာလက်နက်ကိုပါအသုံးပြုလာခဲ့တဲ့အတွက်ဘိုးဘေးဖြစ်သူလည်းချုံနောင်ဖြစ်စည်းခံလိုက်ရသလိုတိန်ကောင်းကင်အစီရင်ကြီးကလည်းခရမ်းရောင်စိတ်တွေကြောင့်ပျက်စီးသွားရပြန်ပါတယ်။ အစိမ့်မိုးတွေရွာသွန်းတဲ့အခါလူတိုင်းအစိမ့်မိသွားရပြီးဖြည့်စေးမရှိဘူးဆိုရင်တော့အချိန်ခွန်ရက်အတွင်းအသက်တည်ဆုံးကြရမှာဖြစ်တယ်လို့မသေးချင်သေးဘူးဆိုရင်ရှိုးမော်ပင်လေတွေကအစိမ့်နဲ့ဆိုးမျိုးစီလာပြီးကျန်းသစ္စာချိန်ဆကြရမှာဖြစ်ကြောင်းဝင်းခွန်ပြောပြတာနဲ့ထွက်ခွာသွားပါတော့တယ်။ထူးဆန်းတဲ့အစိမ့်ဖြစ်တာကြောင့်ဖြည့်စေးမဖို့စနိုင်ကြပဲနှလုံးအထိမရောက်တော့အောင်တားဆီးအချိန်ဆွဲထားကြရတဲ့အပြင်လီမူဝမ်ဟာအချိန်၃ရက်ကြာအောင်ဖြည့်စေးရှာဖွေပေးနေပေမဲ့အကျိုးမရှိဖြစ်နေခဲ့ရပါတယ်။ အချိန်ထက်ပေးဖို့ပြောပေမဲ့ဘိုးဘေးကြီးကဲတူကတန်တမန်ဖြစ်သူစီမာသာဖြည့်ဆည်းရှိနေတဲ့အတွက်အခုချက်ချင်းတွားရောက်အငြင်းခံလိုက်ကြဖို့ဖီအားပေးတိုက်တွန်းနေတာကြောင့်လီမူဝန်လည်းမြင်ကွင်းတွေဝေဝါးလာရပါတယ်။ဒီအချိန်မှာပဲဝန်လင်းရောက်လာပြီးဘိုးဘေးကိုဖယ်ထုတ်လိုက်ကလီမူဝန်ကိုစိုးရိမ်စွာဖိတ်ကူထားလိုက်တဲ့နောက်သူခုရောက်လာပြီဖြစ်လို့စိုးရိမ်စရာမလိုတော့ဘူးဆိုပြီးယုံကြည်ချက်ရှိစွာပြောဆိုလိုက်တဲ့အပြင်အစိတ်တွေအကုန်လုံးကိုလည်းစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းအစွမ်းနဲ့ဖိနှိပ်ပစ်လိုက်ပါတော့တယ်။ ပြီးတဲ့အခါလီမူဝက်လက်လေးကိုအသားရကင်ကြည့်လိုက်ပြီးရှုံးမော်ပင်လေထဲမှာသူတက်ပြစ်ခဲ့တဲ့လူရေအတွက်ကမလုံလောက်သေးတဲ့အကြောင်းကိုတက်ပြစ်ချင်းစိတ်တွေနဲ့ရေရွမိလိုက်ပါတယ်။မာလီယန်ဘွားတုံးကလူတက်ဖို့ခေါ်သွားပေးဖို့ခဲ့တယ်လို့အခုချိန်မှလည်းတူညီတဲ့ရည်ရွယ်ချက်နဲ့လက်ဆွဲခေါ်သွားပြန်တော့လက်ရှိရှုံးမော်ပင်လေကအရင်တုန်းကနဲ့မတူညီတော့တာကြောင့်အန်ဒရီရီပုံများလိမ့်မယ်ဆိုပြီးလီမူဝန်ကသတိပေးလိုက်ပေမဲ့ပုံများရင်ပိုတက်လိုက်ကြတာပေါ့လို့ဝက်လင်းကဆိုပါတယ်။ ဒီနေရာကူးပြောင်းပြီးခီးဆက်လာကြတဲ့အခါရှိုးမော်ပင်လေရဲ့အပြင်ဘက်ခြမ်းနဲ့အတွင်းဘက်ရှုကင်းတို့ကကွာခြားမှုရှိနေခဲ့တယ်လို့ကြားရောက်လာမဲ့ဘေးအန်ဒရယ်တိုင်းကနေလီမူဝမ်ကိုကယ်တင်ပေးနေပြီးယောဂါထလာချိန်မှာလဲကူးအိမ်တော်မှာကူးတပ်ပေးခဲ့ကနောက်ပိုင်းခီးတွေကိုချင်သားရဲနဲ့ပဲဆက်သွားခဲ့ကြပါတယ် အစိမ့်နဲ့ဆိုမျိုးမှာတော့ကြီးနိုင်ငယ်ညှင်းမှုတွေဖြစ်နေပြီးအင်အားကြီးသူကအားနည်းသူတွေပေါ်ဖိနှိပ်ချုပ်ချယ်နေတဲ့အပြင်ကြင်ကြံသူတွေကလည်းကိုကျင့်တရားမရှိကြတော့ဘဲစူးစမ်းအထုတ်ပြီးရလာမဲ့ဆုလက်တွေထက်လူတစ်ဖက်သားစီကနေလူရရင်ရရှိလာမဲ့အကျိုးမြတ်တွေအပေါ်ကိုသာအာယုံပိုဆိုင်နေကြပါတယ်။ဒီလိုလောဘသားတွေကြောင့်ထွက်ပြေးနေရတဲ့လူတွေထဲမှာဝလင်းရဲ့တပည့်ဖြစ်တဲ့နဆိုးအရှင်ရှန်ကွမ်မော့လည်းအပါဝင်ဖြစ်တဲ့အပြင်လီမူဝမ်ကိုမြင်တဲ့အခါကျမှဘေးဘက်မှာရှိနေတဲ့လူဟာသူ့ဆီယာမာလီယန်ဖြစ်ကြောင်းသဘောပေါက်သွားရပါတယ်။ ဝက်လင်းကအစိမ့်နဲ့ဆိုးမျိုးအကြောင်းမေးလိုက်တော့အစိမ့်နဲ့ဆိုးမျိုးဟာနဆိုးကျင့်ကြံသူတိုင်းအသွားကျင်ဆုံးနေရာဖြစ်တယ်လို့သိမကြခင်ရုံရဲမျိုးတန်တမန်ဖြစ်တဲ့ဝင်းခွန်လဲရောက်ရှိလာတော့မှဖြစ်လို့ဝက်လင်းတို့လည်းအဲ့ဒီမျိုးလေးစီကိုခီးဆက်လာခဲ့ကြပါတော့တယ်။ဝင်းခွန်ရောက်တဲ့အခါမျိုးသခင်အိမ်တော်မှာအနားယူနေထိုင်မှဖြစ်လို့ဒီနေရာမှာစောင့်နေကြရမှဖြစ်ပြီးမျိုးတဲ့ရှောက်ကြည့်တဲ့နောက်အစင်းလေးကျင့်ကြံခြင်းတိုင်းပြည်တွေထက်ငိမ့်ဝက်ပြပြနေလျက်ရှိကနဆိုးကျင့်ကြံသူတွေကလည်းမျိုးသခင်ဖော်ဆက်ပေးထားတဲ့အစိမ့်ကျင့်ကြံခြင်းစေလုံးတွေကြောင့်အမြူတေဖွဲ့တည်တဲ့အခါမှာလည်းပုံမုံမြန်ဆန်နေလျက်ရှိကြပါတယ်။ တာဝန်ထမ်းဆောင်ပြီးရရှိလာတဲ့အမှတ်တွေနဲ့သာလဲလဲနိုင်တာဖြစ်တဲ့အပြင်မျိုးသခင်ဖြစ်သူဟာဒီလိုနီလန်းကိုအသုံးပြုပြီးတေချာအုပ်ချုပ်ထားတာဖြစ်တယ်လို့ရှန်ကွမ်မော့ကလည်းဒီစေးလုံးတွေကြောင့်ရောက်ရှိလာတာပါအစိမ့်နဲ့ဆိုးမျိုးဟာယုံရဲနဲ့ဆိုးမျိုးအုပ်ချုပ်ထားတဲ့မျိုးကြီးခုနှစ်ခုတည်းကတစ်ခုပါဝင်ဖြစ်ကယုံရဲနဲ့ဆိုးအရှင်ကရှိုးမော်ပင်လေတစ်ခုလုံးကိုအစိုးရထားသူဖြစ်ပြီးဝင်းကွမ်းကဖြစ်ပျက်နေတဲ့အရာအလုံးကိုရှောက်တင်ရပါတယ် မိတိုင်းပြည်ကိုရှင်းလင်းတဲ့ခရီးစဉ်မှာရုံရဲမျောလင်းချက်အတွက်အကျိုးမြတ်ရရှိခဲ့တဲ့ဆိုပြီးဝင်းခွန်လျှောက်တင်တဲ့အခါဆရာအရှင်ဖြစ်သူကစိတ်ကျဉ်နေမှုမရှိခဲ့ပဲတကယ်မျောလင်းချက်ကနှစ်ပေါင်းထောင်ချီရှာဖွေခဲ့တဲ့ရှင်းနဲ့ဖျားနေမီနဲ့သာတက်ဆိုင်နေတယ်ဆိုပြီးပြောပါတယ်။ရှင်းနဲ့ဖျားနေမီတဲ့ကိုလူပေါင်းများစွာဝင်သွားခဲ့ကြကမိသူတဦးတယောက်မှပြန်ထွက်လာနိုင်ခြင်းမရှိခဲ့ကြပေမဲ့ဝင်လင်းလို့ခေါ်တဲ့လူကတော့အဖိုးတန်ရဲ့တနာယူဆောင်ပြီးပြန်ထွက်လာနိုင်ခဲ့တဲ့အကြောင်းကနတ်ဆိုးအရှင်ဖြစ်သူထံသတင်းရောက်ရှိနေခဲ့ပြီးပါပြီ။ ဝလင်းဆိုသူဟာဂုံတရင်ကိုဂယုမဆိုင်တဲ့အပြင်သူတော်ရရန်တလျှောက်မှလည်းအလောင်းတွေတောင်လိုပုံခဲ့ပြီးရှုမော်ပင်လည်းတွင်းမှလည်းသူရောက်လာတဲ့အချိန်တိုင်းမှာကပေးတစ်ခုဖြစ်သွားတတ်ပါတယ်။အဖိုးတန်ရဲ့တနာတစ်ခုဝိညာဉ်ဝါမျိုးနိုင်တဲ့သူရတရကွက်မျက်မိတ်အလောင်းတစ်ထောင်ဝိယုံရှင်းနှက်ဖျားနေမိရဲ့တဦးတည်းသောအသက်ရှင်ကြံရစ်သူကောင်းကင်မိုးကျိုးကိုဆွဲဆောင်ပြီးရှုမော်ပင်လည်းတစ်ခုလုံးကိုအငွေ့ပြန်သွားစေခဲ့တဲ့လူ ီလိုကြောက်စရာကောင်းသူရဲ့ယွန်းထန်းကိုင်းကြီးကိုမှဘူးမတိပါမတိနဲ့အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့တာအိုလက်တွဲဖို့ကိုလည်းစိတ်ခက်ခဲသေးတာလားဆိုပြီးဆရာအရှင်ဖြစ်သူကဒေါသထွက်စွာဂျိမ်းမောင်းပြောဆိုပါတယ်။ဒါပေမဲ့ဖြစ်ပြီးတဲ့အရာတွေကိုပြန်ပြနိုင်ခြင်းမရှိတော့လို့ယုံရဲ့နှဆိုးမျိုးကိုသာမြ мян ပြန်လာခဲ့တော့ဆိုပြီးမှကြားနေတဲ့အချိန်မှာပဲဝက်လင်းရောက်ရှိလာခဲ့ကအင်းတော်တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ဖြည့်စစ်ထုတ်ပေးဆန်းဆိုပြီးထမှန်ဖြည့်အားပေးလိုက်တဲ့အခါမျိုးသခင်တူစစ်ကိုဝင်ရောက်ဟန်ခိုင်းထားလိုက်ပြီးတစ္ဆာရှိမှုကိုပြသမယ်ဆိုရင်ယုံရဲနှဆိုးမျိုးတဲကိုဝင်ခွင့်ပေးမယ်ဆိုပြီးမလုံပေးလိုက်တာကြောင့်အစိတ်မွေတွေနဲ့တိုက်ခိုက်ပစ်လိုက်ပါတယ်။ဝက်လင်းကအမြန်ရှောင်းတိန်လိုက်ပြီးမွေတကောင်ကိုချက်ချင်းဖြက်စီးပစ်လိုက်တယ်လို့နောက်ထပ်တကောင်ကိုအစိတ်ဓာတ်နဲ့တက်ဖြက်ပစ်လိုက်တဲ့နောက်ခွန်အားချင်းမရှင်ပြိုင်နိုင်တဲ့အတွက်တူစစ်ကအစိတ်နယ်ပယ်ကိုချက်ချင်းထုတ်သုံးလိုက်ကအစိတ်ပင့်ကူတွေနဲ့အတူအစိတ်မွေများစွာနဲ့ထမှန်တိုက်ခိုက်လိုက်ပါတယ်။ ဝလင်းကလီမူဝမ်ကိုကာကွယ်ပေးထားပြီးတေချင်းရှင်ချင်းနဲ့ပဲနဲ့ဓာစီထားလိုက်တဲ့အပြင် သူ့ဘက်ကဖိအားပေးလိုက်ပြီးဆိုတာနဲ့အေးနိုင်သွားတဲ့ဘက်ကနေအစိတ်လဝါကြီးနဲ့တိုက်စစ်ဆင်လာပြန်တော့တေချင်းရှင်ချင်းဆွမ်းအားကိုဓာကြီးတစ်ချောင်းအဖြစ်တိတ်တီးပစ်လိုက်ကာဘိုင်းဖြတ်ပေးလိုက်ပါတယ်။သူစစ်လေဓာစီနိုင်ခြင်းမရှိတော့ပဲကြောက်နေရင်ကြီးနဲ့ပြစ်ဆောင်သွားတဲ့အချိန်ဝလင်းနဲ့ပဲကထူးခြားအစွမ်းထက်လွန်းပေမဲ့ရုံရဲနဲ့ဆိုးမျိုးကိုသူဝင်ရောက်နိုင်ရမယ်ဆိုပြီးတမျိုးလုံးကကြင်ကြံသူတွေကိုဇရေပစ်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ ကျင့်ကြံသူတွေဟာအစိတ်ဆေးလုံးတွေကြောင့်အမျိုးတည်ဖွဲ့နိုင်ကြပေမဲ့အဲ့ဒီဆေးလုံးတွေကြောင့်ပဲအကျိုးဆက်ပြန်ခံစားနေကြရပြီးအစိတ်ပိုးကောင်းတွေဟာလက်ခံကောင်းတွေကထွက်လာကြပြီးဝလင်းရှိရာစီကိုဝိုင်းအောင်တိုက်ခိုက်ကြသလိုဝလင်းဟာကက်ပေးတစ်ခုဖြစ်ပေမဲ့သူ့အရှိမတော့တည်ခြင်းတရားကိုရင်ဆိုင်ရလိမ့်မယ်ဆိုပြီးဝင်းခွန်ကအော်ဟေးရမောပါတယ် ဒါပေမဲ့ကုပိုးကောင်တွေဟာဝလင်းဖန်တီးထားတဲ့အကာအကွယ်ဓာတ်ဆီကိုဖောက်ဝင်နိုင်ခြင်းမရှိတဲ့အတွက်စစ်တူမျက်နှာပြတ်သွားရပြီးအေယာမပိုးကောင်ကြီးနဲ့အားကုန်တိုက်ခိုင်းလိုက်ပေမဲ့ဝလင်းကအစိတ်သားကိုထုတ်ယူလိုက်ကခါကုန်းကြီးမုံထော်ချစ်ကိုတိုင်းဒီလန်းစင်ကိုတီထွင်ခဲ့ပေမဲ့သူ့လက်ချက်နဲ့တည်သွားခဲ့ရပြီးပြီဆိုပြီးဓာတ်တစ်ချက်လွှဲရန်ပြစ်လိုက်ပါတော့တယ် အဲ့ဒီနောက်မှာတော့မုံထော်ချစ်တောင်ဝက်လင်းလက်ထဲမှာတည်သွားခဲ့ရပြီးပြီဖြစ်လို့သူခုလိုတည်သွားရတာကနောင်တရစရာမရှိဘူးဆိုပြီးစစ်တူတယောက်ပြုတ်ကျတည်ဆုံသွားခဲ့ရတာကြောင့်နောက်ဆုံးကြံတဲ့ဝင်းခွန်ကိုဖြည့်ဆည်းထုတ်ပေးဆန့်ဆိုပြီးတိုက်ခိုက်ပစ်လိုက်ပေမဲ့အကာအကွယ်ရတနာကိုကြော်ဖြစ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဝင်းခွန်ကလီမူဝက်အစိတ်တွေကိုဖောက်ခွဲပစ်လိုက်ပြီးအ мян ထွက်ပြေးသွားတဲ့အခါဝက်လင်းလဲလီမူဝန်ကိုကုသပေးနေခဲ့ပေမဲ့အစိတ်ဖြစ်နိုင်ခြင်းမရှိတာကြောင့်စစ်တူရဲ့လက်ကျန်စိတ်ဝိညာဉ်ကိုဒီအစိတ်ဖြစ်နိုင်လားဆိုပြီးခေါ်မေးကြည့်လိုက်ပါတယ်။ ဒါပေမဲ့ယုံရဲ့အရှင်ဖြစ်သူကိုယ်တိုင်စီမံဖော်ဆက်ထားတာဖြစ်လို့စစ်တူအစင်းလောင်းနဲ့ဖြည့်ရှင်းနိုင်စွမ်းမရှိခဲ့သလိုဖြည့်ဆည်းလိုချင်တယ်ဆိုရင်လည်းယုံရဲ့နှဆိုးမျိုးကိုသာလူကိုယ်တိုင်သွားတောင်းရပါလိမ့်မယ်။ယုံရဲ့နှဆိုးမျိုးကရှိုးမော်ပင်လေကြီးရဲ့အနက်ဆိုင်ဆုံးပိုင်ထဲမှာရှိနေပြီးရှေးဟောင်းစစ်ပွဲတစ်ခုမှာအရှုံးရလက်ရင်ဆိုင်ခဲ့ရတာကြောင့်နှစ်ပေါင်း6000ကျားတဲ့အထိပုံအောင်နေခဲ့ရပါတယ်။ ရုံရဲမျိုးအရှင်ကဒရေသားပြောင်းလဲခြင်းအဆင့်ရောက်အောင်စူးစမ်းကြင်ကြင်နေတာဖြစ်ပြီးအောင်မြင်သွားတဲ့တနေ့ကျရင် ရှိုးမော်ပင်လဲတစ်ခုလုံးကိုပြန်လဲကြီးဆိုးတော့မှဖြစ်တယ်လို့ဝင်းခွန်ပို့လိုက်တဲ့သွေးမက်အသားအကြောင်းကြားစာကိုလက်ခံရရှိပြီးတဲ့အခါမြေအောက်ထဲကိုဆင်းလာခဲ့လိုက်ပါတယ်။အခုချိန်မှာတော့မထင်းမထားတာတွေဖြစ်လာခဲ့ပေမဲ့အရေးကြီးကိစ္စပြုလုပ်နေရလို့ဆရာတူညီလေးဖြစ်သူကသာသူ့ကိုဇာတော့ခိုင်းလိုက်တော့ဆရာတူညီဖြစ်သူကဒီကိစ္စကိုလက်ခံလိုက်ပေမဲ့နောက်ဆက်ခံမဲ့ဂိုင်းချုပ်ရာဒူးကိုတပည့်ဖြစ်သူဝင်းခွန်အတွက်မဟုတ်ပဲသူ့အတွက်ပြန်စဉ်းစားပေးနိုင်မလားဆိုပြီးတောင်းဆိုချက်ပြုလုပ်လိုက်ပါတယ်။ နှဆိုးကျင့်ကြံသူတွေကိုဝိညာဉ်စစ်ဆေးကြည့်ခြင်းအပြင်ယုံရဲနှဆိုးမျိုးတည်နေရာကိုရွှေရင်မျိုးသခင်တဦးကသာတေချာပေါက်သိရှိထားကြောင်းသတင်းရရှိလိုက်တဲ့အတွက်ရှန့်ကွမ်မော့ကိုအဲ့ဒီမျိုးနဲ့ပတ်သက်ပြီးတီးခေါက်ကြည့်လိုက်တော့ရွှေရင်မျိုးထဲမှာတရေသားကျင့်ကြံသူတွေအများပြားရှိကြတဲ့အပြင်အဲ့ဒီမျိုးကိုဝင်သွားကြသူတိုင်းဟာရဲနှဲငယ်အတွင်းမှာပဲမျိုးသခင်ဖြစ်သူထံမှာတစ်ဆာရှိသွားကြတယ်ဆိုပြီးရှန့်ကွမ်မော့ကထူးဆန်းတဲ့အကြောင်းဆိုပါတယ် ယုံရဲနဲ့ဆိုးမျိုးအကြောင်းသိချင်ရင်ရွှေဤမျိုးကိုသွားရမှာဖြစ်တာကြောင့်လီမူဝမ်ရဲ့လက်ရှိအခြေအနေနဲ့ကအတူတူလိုက်လာမယ်ဆိုရင်ဒံရရရှိမှာစိုးရိမ်နေပေမဲ့လီမူဝမ်ကဆရာတူအကိုနဲ့သာအတူတူရှိနေမယ်ဆိုရင်တော့ဘယ်သွားသွားလိုက်မှာဖြစ်ကြောင်းဆုံးဖြတ်ချက်ပြတ်သားနေပါတယ် အဲ့ဒီနောက်ရွှေရင်မျိုးစီခီးဆက်လာကြတဲ့အချိန်တစ်ဖက်မှာလည်းဆရာတူဦးလေးဖြစ်သူကဝလင်းကိစ္စကိုသူဖြေရှင်းလိုက်မှဖြစ်လို့ဝင်းခွန်ကိုရုံရဲနဲ့ဆိုးမျိုးစီအ мян ပြန်ခိုင်းလိုက်တဲ့အပြင်ဂိုင်းချုပ်ငယ်တယောက်အနေနဲ့ဂိုင်းစီအ мян ပြန်ပြေးရတာမျိုးကဘလောက်ရှက်စရာကောင်းလိုက်တယ်လဲဆိုပြီးဆရာဦးလေးရွရင်ကရေမောထွက်ခွာသွားပါတော့တယ် ဝင်းခွန်ဟာငယ်စဉ်တည်းကဆရာဖြစ်သူထံမှာအပြင်းထန်လေ့ကျင့်ခဲ့ရတာဖြစ်သလိုသူ့ထက်အဆင့်ပိုမြင့်သူတွေကိုအနိုင်ယူတိုက်နိုင်ခဲ့ပေမဲ့လည်းဆရာဖြစ်သူအတွက်တော့သူ့ဆွမ်းဆောင်မှုတွေဟာစိတ်ကျေနပ်မှုမရှိစေခဲ့ပဲနှီးလွန်းတဲ့ဆွမ်းဆောင်မှုထူးချွန်သူဖြစ်နေရင်တောင်မျိုးသခင်ရာထူးအတွက်မထိုက်တန်သေးဘူးဆိုပြီးအမြဲတမ်းပြောခံခဲ့ရပါတယ် အခုချိန်မှလည်းဝလင်းကိစ္စကိုသူ့ကိုဖြေရှင်းခွင့်မပေးတော့ဘဲဆရာဦးလေးဖြစ်သူကိုတာဝန်ပေးလိုက်တဲ့အတွက်ဆရာအရှင်ဖြစ်သူဟာသူ့အပေါ်ယုံကြည်မှုမရှိတော့ဘူးလားဆိုပြီးတန်တရာမျိုးစေ့လေးဟာအမြင့်တွေလာခဲ့ရတဲ့နောက်ဝလင်းကိုသူ့ကိုယ်တိုင်ရှင်းပြချင်းကသာယုံကြည်မှုပြန်လည်ရရှိလာနိုင်မှာဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်